နှုတ်အန်လို့ဆေးရောင်သွားရင်ဆုံးရှုံးသွားခင်ရတဲ့လာသားအရွယ်ကလေးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကလေးလေးကတော့ဘောဘကကင်းနဲ့အရန်ကိုချစ်စရာကောင်းတဲ့ကလေးလေးတယောက်လေးဖြစ်ပါအခုလိုချစ်စရာကောင်းပြီးလူတိုင်းရဲ့အချစ်ကိုရနိုင်တဲ့ဒီကလေးလေးကတော့လာသားအရွယ်လေးသာရှိသေးပြီးနှုတ်အန်ရာကနေအသက်ပါပြီးလိုက်ရတာပဲဖြစ်ပါတယ်။နှုတ်အန်နေဆိုတာကတော့ကလေးတိုင်းဖြစ်လေးဖြစ်တာရှိတဲ့အရာတစ်ခုပဲဖြစ်ပေမဲ့ဒီကလေးလေးကတော့နှုတ်အန်လို့ မိခင်ဖြစ်သူကဈေးရုံကိုသွားပြရာကနေဈေးကမ်းမှာကလေးကိုဈေးတင်ဖို့အကျော်ရှာရင်ကလေးကအဝလွန်နာကြောင့်ကလေးကအကျော်ရှာမတွေ့ခဲ့ပါဘူးဒီလိုနဲ့ဆရာဝန်တွေဆရာမတွေကလည်းစူးစမ်းပြီးကလေးကိုအကျော်ရှာခဲ့ပါတယ်ဒါပေမဲ့အကျော်ရှာရင်လည်းသူ့ရဲ့ဖိညစ်တဲ့တံမခံနိုင်တဲ့ကလေးလေးကတော့ဆရာဝန်တွေအကျော်ရှာရင်လည်းကလေးရဲ့အသက်ပါဆုံးရှုံးလိုက်ရတာပဲဖြစ်ပါကလေးနဲ့ပတ်သက်ပြီးမိခင်ဖြစ်သူကအခုလိုဖြစ်သွားရတဲ့အကြောင်းရင်းကိုယခုလိုပြောပြထားပါတယ် ခုတ်ကလေးကဘလောက်ထိတမ်းမာထွားကြိုင်ကြမှာပြီးယောဂါကင်းရှင်းနေပါစေ မိမိကလေးသည်ပုံမှန်မဟုတ်တော့ဆိုရင်စီးရုံသာအမြန်ပြေးပါရှင်မဖြစ်တော့ပါဘူးလေတက်တာသွားမှာပါလေစောင့်ကြည့်အောင်မယ်လေဆိုပြီးလုံးဝမပေါ်စားကြပါနဲ့မဖြစ်ရင်ကောင်းဖြစ်လာရင်ဘဝတသက်စာသင်ခန်းစာပါနောက်မှရတဲ့နောက်တာကဘာမှလုံးလုံးမရတော့ပါဘူးကျမဆိုအခုရှုံးမတက်တေလူနေပါကိုခန်းစားနေရတာပါမမေရီကိုမှာကျင်တာကကုသသမီးကိုတကယ်ချစ်တယ်ဆိုရင် လုံးဝလုံးဝမိမိသားသမီးအပေါ်မပေါ်စားကြဖို့အထူးတတိပေးမှာကျမရှင်ကျမရခဲ့တဲ့သင်ခန်းစာကကျမကလေးကိုတသက်လုံးရှာတတ်ပန်ဆုံးရှုံးလိုက်ရပါပြီကျမလိုအဖြစ်ဆုံးမျိုးမကြုံရဖို့မိမိသားသမီးတွေအပေါ် အထူးပြုဆိုင်ကြပါအကြောင်းကြောင့်ဇေယုံစီကန်တက်နောက်ကြခင်ရဆရာဆရာမတွေရဲ့ပြုလုပ်တဲ့တန်ကိုခလေးခမယာသူတို့အားနဲ့မမြအောင်ခံလာရတဲ့အခါအသက်ပါပါသွားနိုင်ပါတယ်ဒီလောက်ချစ်စရာကောင်းတဲ့တားလေးဆုံးရှုံးသွားခဲ့ရတာကြောင့်မအီဖြစ်သူမှလည်းယူမတက်ခံစားနေရပြီးတားလေးကဖုန်းတော်ကောင်းကောင်းကြည့်တတ်နေပြီမို့မိခင်ဖြစ်သူယူမယ်ဆိုလဲယူလောက်ပါကိုချင်းစာပိုင်းချစ်တဲ့သူတွေကိုတကယ်တမ်းဆုံးရှုံးရတဲ့အခါကဘာပြတ်တာကမှကောင်းတယ်လို့ထင်မိရဲ့နိုအန်နာကကလေးတဘာဝပဲဆိုပေမဲ့ ဒါပေမဲ့ခုလိုဖြစ်သွားတာတော့တကယ်စိတ်မကောင်းပါဘူး။ note အရာကနေစီးရုံတတော်စီးသွေးမှု အကျော်ရှာရင်ရှာမတွေ့ပဲဖြစ်ရင်ဆွေးရင်နဲ့သူ့အားနဲ့မများတော့အသက်ပါပါသွားခဲ့ရပါ යි ။ဒါကြောင့်မလို့တချို့ကတော့ကလေးကိုစီးရုံမသွားပဲနေခဲ့ရင်တော့ကလေးလေးအသက်ရှင်နေအောင်မေးဘာရောဂါရှိလို့ကလေးကိုစီးရုံသွားခဲ့ရတာလဲစီးရုံတွေကသွားတိုင်းမကောင်းပါဘူးဆိုပြီးလဲဝိုင်းပြောနေကြတာပဲဖြစ်ပါ යි ။ တချို့ကတော့ကျမလေးဖြစ်ဖို့ပါတယ်အိမ်ကသမီးငယ်လေးလေးလာသမီးတော်ကပါအခုလိုနွေရသည်မှာပူလို့တက်သွားတာစီကံပြတာလက်မခံလို့မန္တလေးကကလေးစည်းုံကြီးပို့ရပါတယ်အဲ့ဒီမှာကလေးကိုစီးသွင်းဖို့ရာအနဲ့ဖောက်ပြီးသွေးကြောရှာပါ යි ကလေးကဝတ်တုပ်လေးပါရှာတာရှာတာရှီတော့တွေထိရောက်ပါ යි အရာတွေအများကြီးပဲဆရာဝန်အတင်တွေပါပါ යි ည7နာရီအချိန်ဆိုတော့မတွေ့ပါဘူးပို့ဆိုးလာပြီးနောက်လက်မှာသွင်းလို့ရှာသွားပါ යි ဒါပေမဲ့နက်ဆီယာမနဲ့ ခုနဆရာဝန်အတင်တွေတွေ့တိုင်းကလေးကတက်တက်သွားတာမနဲ့ကလေးအထုကုဆရာဝန်ကြီးလာတော့အကုန်ပြောပြပြီးအက်ကိုဖယ်ခိုင်းလိုက်ပါကျောင်းဝင်ကြီးကလည်းအမေလှုပ်ခိုင်းတာလှုပ်ပေးလိုက်ပြောပြီးကလေးကိုတောက်စီပဲတိုက်ခိုင်းလို့တက်တာပြီးပြန်ဆင်းလာရတာပါ။နှုတ်မဆိုအတက်ယောဂါပါပါလားမလား။အသက်ပဲထွက်သွားမလားပဲ။တကယ်ကြောက်စရာကောင်းပါ යි ။ဒါကြောင့်မလို့ကလေးရှိရဲ့မိဘတွေအတွက်ဘ ഹു တုဒ္ဒအနေနဲ့မျှဝေလိုက်ရပါ යි ။အဆုံးတိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါ යි ။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ငလင်ကြောင့်ပြိုကျခဲ့တဲ့ bracket မူကြောမှာကလေးအတုံးဆောင်ပစ္စည်းများတွေ့ရှိရပြီးမိဘတွေရှင်ခွဲရရင်နေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ကြောက်စင်မျိုးမှာငလင်ကြောင့်ပြိုကျခဲ့တဲ့ bracket မူကြောမှာကလေးအတုံးဆောင်ပစ္စည်းများဒီကနေ့မှတွေ့ရှိခဲ့ပါအဆိုပါမူကြောကြောင့်မှာရှင်လင်းရေးလုပ်ငန်းများလှုပ်ဆောင်နေချိန်မှာကလေးအတုံးဆောင်တွေရခဲ့ရပဲဖြစ်ပါတယ်။ Brightgate မူကြောကြောင့်ကို ကျွန်တော်တို့ဝင်တော့ဆုံမသွားတဲ့ကလေးမိပါးတွေရောက်လာကြတယ်။ဘာလို့လာတာလဲပြန်မလို့ပြောတော့ကလေးလွယ်အိမ်လေးလိုချင်လို့တယ်လေ။ကျွန်တော်ရအောင်ကြိုးပေးပါမယ်။အိမ်မဲပြန်လာကြပါပြောလိုက်ရတယ်။အဲကနေ AB 24ရဲ့နနက်မှာပြိုကျပျက်စီးခဲ့တဲ့မူကြိုးကြောင့်မှကလေးငယ်များရဲ့အတုံးတောင်များဖြစ်တဲ့လွယ်အိမ်ရေဘူထမေးဘူအစားရှိသည်တို့ကိုရှောက်ပေးတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေ့လေးကမျက်ရည်ကျပြီးကုရတဲ့နေ့လေးပါပဲ။ကျွန်တော်ဒီပုံလေးမတင်ချင်ပါဘူး။တို့ပေမဲ့တီချောင်းနဲ့တီမီသားစုတွေကိုဝိုင်းကူကြဖို့ လူတွေသိအောင်လို့ပါ bright gate မူကြိုနာမည်ကြီးကြမဟုတ်တလို့တတိဖွင့်ထားတဲ့မူကြိုမဟုတ်ပါဘူးဒီရောအကူအညီမရကြပါဘူးကျောင်းကလည်းအင်ကားဖွင့်ထားတာဆီယမတွေလည်းတနာစရာပါဆီယမတယောက်ဆိုရင်စိုးရင်ရတဲ့အခြေအနေပါလက်ရှိမှာဆီယမလေးကို ရှေးကူတာဖို့ခက်ခဲနေရလို့သိရပါတယ်ကလေးတွေရဲ့မိဘတွေကတော့အခုမြင်တွေ့ကြရတဲ့အတိုင်းပြောရစကားမရှိတော့ပါဘူး ဝမ်းနေစရာပုံရိပ်တွေဆိုပေမဲ့ဒီပုံတွေကမိသားစုတွေအတွက်အထောက်ပံ့ဖြစ်စေမှာပါကျွန်တော်တို့တစ်ဖွဲ့လုံးလည်းကလေးမိဘတွေကိုကြည်ပြီးမျက်ရည်မကျတော့မရှိပါဘူးဒါကြောင့်အကောင်လုံးတိတ်ဆိတ်စွာနဲ့ကုပေးနေကြပါ යි ကုညီရဲ့အဖွဲ့တွေကရှင်လင်းရဲ့လှုပ်ဖို့ဝင်တော့မိဘတွေရောက်လာပါတဲ့ ဘာလို့လာတာလဲပြန်မလို့ပြောတော့တတမီမီလေးတွေရဲ့လွဲအိတ်လေးတွေလိုချင်လို့ပါတယ်လေကျွန်တော်ရအောင်ယူပေးပါမယ်အိမ်ပြန်နာပါလို့ပြောပြီးဆန္ဒလေးတွေကိုရှာအောင်ဖြည့်ဆည်းပေးခဲ့ပါတယ်လို့ကုညီပေးနေတဲ့လူမှုကုညီရဲ့အတင်တာဝန်ရှိသူကကြေထားပါတယ်ဒါကတော့စကိုင်းက bright kit မူကြောင်းလေးပါတဲ့ ငလီလောက်တဲ့အချိန်တသားမိမိလေးတွေကအိတ်နီရောဆီယမကသူတို့လေးတွေကိုအုံမိုးပေးထားပြီးမြဆီယမဘော်ကိုတန်းပြီးရဲ့အခါတသားမိမိလေး9ယောက်ဆီယမတယောက်ဆုံးမခဲ့ရတာလို့သိရပါတယ်။ဒီကြောင်လေးကကြောက်စိကမူဂျိုကြောင်လေးနဲ့နမေစင်ဒူရာဖြစ်ပြီးဒီကြောင်လေးကဇကိုင်းမျိုးပန်တော်ရက်ွက်ကဖြစ်ပါတယ်။တသားမိမိလေးတွေရဲ့ရဲအိတ်လေးတွေထမင်းပူးလေးတွေကိုကရင်မျက်ရည်မစဲနိုင်ဖြစ်ခင်ရဲ့ပြီးပါရကြောင့်ကုညီပေးသူတွေပါမျက်ရည်ကြခင်ရဲ့နေ့လေးတနေပါပဲ။အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေရောကလေးတွေနဲ့ပတ်သက်ပြီးဆူတောင်းစက ကားလေးတွေပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ငလင်ကြောင့်ပြောကြခဲ့တဲ့ bracket မူကြောမှာကလေးအသောဆောင်ပစ္စည်းများတွေ့ရှိရပြီးမိဘရင်းရှင်ခွဲရရင်နေမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ကြောက်စင်မျိုးမှာငလင်ကြောင့်ပြောကြခဲ့တဲ့ bracket မူကြောမှာကလေးအသောဆောင်ပစ္စည်းများဒီကနေ့မှတွေ့ရှိခဲ့ပါ යි အဆိုပါမူကြောကြောင့်မှာရှင်လင်းရေးလုပ်ငန်းများလှုပ်ဆောင်နေချိန်မှာကလေးအသောဆောင်တွေရခဲ့ရပဲဖြစ်ပါ යි bracket မူကြောကြောင့်ကို ကျွန်တော်တို့ဝင်တော့ဆုံမသွားတဲ့ကလေးမိပါးတွေရောက်လာကြတယ်။ဘာလို့လာတာလဲပြန်မလို့ပြောတော့ကလေးလွယ်အိမ်လေးလိုချင်လို့တယ်လေ။ကျွန်တော်ရအောင်ကြိုးပေးပါမယ်။အိမ်မဲပြန်လာကြပါပြောလိုက်ရတယ်။အဲကနေ AB 24ရဲ့နနက်မှာပြိုကျပျက်စီးခဲ့တဲ့မူကြိုကြောင့်မှကလေးငယ်များရဲ့အတုံးဆောင်များဖြစ်တဲ့လွယ်အိမ်ရေဘူထမေးဘူအစားရှိသည်တို့ကိုရှောက်ပေးတွေ့ရှိခဲ့ပါဒါကြောင့်ဒီနေ့လေးကမျက်ရည်ကြပြီးကုရတဲ့နေ့လေးပါပဲကျွန်တော်ဒီပုံလေးမတင်ချင်ပါဘူး တို့ပေမဲ့ဒီကြောင်းနဲ့ဒီမီသားစုတွေကိုဝိုင်းကူကြဖို့လူတွေသိအောင်လို့ပါ bright gate မူကြိုနာမည်ကြီးကြမဟုတ်တလို့တတိဖွင့်ထားတဲ့မူကြိုမဟုတ်ပါဘူးဒီရောအကူအညီမရကြပါဘူးကျောင်းကလည်းအင်္ဂါဖွင့်ထားတာဆီယမတွေလည်းတနာစရာပါဆီယမတယောက်ဆိုရင်စိုးရင်ရတဲ့အခြေအနေပါလက်ရှိမှာဆီယမလေးကိုရှေးကူတာဖို့ခက်ခဲနေရလို့သိရပါတယ်ကလေးရီရဲ့မိဘတွေကတော့အခုမြင်တွေ့ကြရတဲ့အတိုင်းပြောရစကားမရှိတော့ပါဘူး ဝမ်းနည်းစရာပုံရိပ်တွေဆိုပေမဲ့ဒီပုံတွေကမိသားစုတွေအတွက်အထောက်ပံ့ဖြစ်စေမှာပါကျွန်တော်တို့တစ်ဖွဲ့လုံးလည်းကလေးမိဘတွေကိုကြည်ပြီးမျက်ရည်မကျတော့မရှိပါဘူးဒါကြောင့်အကောင်လုံးတိတ်ဆိတ်စွာနဲ့ကုပေးနေကြပါ යි ကုညီရဲ့အဖွဲ့တွေကရှင်လင်းရဲ့လှုပ်ဖို့ဝင်တော့မိဘတွေရောက်လာပါတဲ့ ဘာလို့လာတာလဲပြန်မလို့ပြောတော့တတမီမီလေးတွေရဲ့လွဲအိတ်လေးတွေလိုချင်လို့ပါတယ်လေကျွန်တော်ရအောင်ယူပေးပါမယ်အိမ်ပြန်နာပါလို့ပြောပြီးဆန္ဒလေးတွေကိုရှာအောင်ဖြည့်ဆည်းပေးခဲ့ပါတယ်လို့ကုညီပေးနေတဲ့လူမှုကုညီရဲ့အတင်တာဝန်ရှိသူကကြေထားပါတယ် ါကတော့စကိုင်းက bright kit မူကြိုကြောင်းလေးပါတဲ့ငလီလောက်တဲ့အချိန်တသားမိမိလေးတွေကအိတ်နီအောင်ဆီယာမကသူတို့လေးတွေကိုအုံမိုးပေးထားပြီးမြဆီယာမပေါ်ကိုတန်းပြီးရဲ့အခါတသားမိမိလေးခုနှစ်ယောက်ဆီယာမတယောက်ဆုံးမခဲ့ရတာလို့သိရပါတယ်ဒီကြောင်းလေးကကြောက်စိတ်ကမူကြိုကြောင်းလေးနဲ့နမေစင်တူရာဖြစ်ပြီးဒီကြောင်းလေးကစကိုင်းမြို့ပန်းတော်ရက်ွက်ကဖြစ်ပါတယ်တသားမိမိလေးတွေရဲ့လွဲအိတ်လေးတွေထမင်းပူးလေးတွေကိုကန်ရင်မျက်ရည်မစင်နိုင်ဖြစ်ခင်ရိုင်းပြီးပါရီကြောင့်ကူညီပေးသူတွေပါမျက်ရည်ကျခင်ရိုင်းနှိမ့်လေးတနေပါပဲ အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေရောကလေးတွေနဲ့ပတ်သက်ပြီးဆူတောင်းစကားလေးတွေပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်